ဘောလုံးပေးဖို့မှုအပိုင်းမှာတော့လီယိုနယ်မက်ဆီပြီးရင်ကေဗင်ဒီဘရိုင်းနာကကမ္ဘာအကောင်အထုံးပဲလို့ထီထူပြောဆိုလိုက်တဲ့နေပြောက်ဂွာရီယိုလာဘောလုံးပေးဖို့မှုတွေမှာလီယိုနယ်မက်ဆီပြီးရင်ကေဗင်ဒီဘရိုင်းနာကအကောင်ဆုံးသောဇာမတရားဖြစ်ကြောင်းနေပြောက်ဂွာရီယိုလာကထီထူပြောဆိုလိုက်ပါလိမ့်ကေဗင်ဒီဘရိုင်းနာမန်စီးတဲ့တဲမှာ10နှစ်ကြာစားပြီးတဲ့နောက်အခုနှစ်ရာသီအကုန်မှာအသိန်းကနေထွက်ခွာတော့မှလည်းပဲဖြစ်ပါလိမ့် နေရွာဝိုင်လာကသူနဲ့လက်တွဲပိုးခဲ့သမျှဇာမရီထဲမှာလီယိုနယ်မက်ဆီကဘောလုံးပေးဖို့မှုအကောင်းဆုံးဇာမတစ်ယောက်ဖြစ်ပြီးဒုတိယနေရာမှာတော့ကေဗင်ဒီရန်နောက်ကိုထားခြင်းကြောင့်မန်စီအသင်းအတွက်ကေဗင်လှုပ်ဆောင်ပေးခဲ့တဲ့သွင်းကိုယ်ရင်းနဲ့ဖန်တီးမှုတွေကိုကြည့်မယ်ဆိုရင်သူ့ရဲ့ထူးချွန်မှုကိုမြင်နိုင်ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့်ကဗင်ဒီဘန်နောထောက်ခွာသွားတဲ့အပေါ်စားထုတ်ဖို့ဟာခက်ခဲပေမဲ့လည်းဘောလုံးလောကရဲ့သဘောတဘာဝအတိုင်းရှေ့ဆက်သွားရမှာဖြစ်ကြောင်းလည်းဖွင့်ရပြောဆိုပါရစေ။ မန်စီးတီးယားပရီးမီယာလိနောက်ဆုံးအင်ဂွင်ပွဲစဉ်အဖြစ်မေလ21ရက်နေ့မှာဘုံမောင်းတင်တဲ့ရန်ဆန်ရမှာဖြစ်ပြီးအဲ့ဒီပွဲစဉ်ဟာကေဗင်ဒီဘရိုင်းနာရဲ့အင်ဂွင်နောက်ဆုံးနှုတ်ဆက်ပွဲစဉ်ဖြစ်လာမှာလည်းဖြစ်ပါလိမ့်ဇန်နဝါရီလကယူရတဲ့နေပြာရာထူးကနေနှုတ်ထွက်လို့နေပြာဖြစ်ခဲ့တယ်လို့ဖွင့်အောင်ပြောဆိုလာတဲ့နေပြာအာမော်ရင်ရိုဘီအမော်ရင်ကဇန်နဝါရီလတုန်းကမန်ချက်စတာယူနိုက်တက်အသင်းကနေနှုတ်ထွက်လို့နေပြာဖြစ်ခဲ့ကြောင်းဖွင့်အောင်ပြောဆိုလာပါတယ် နေပြည်တော်ကအုတ်ထုတ်မှုမှာဆွေးရတဲ့တောက်ထွက်နဲ့ဂျုံတွေးခဲ့ရပြီးတော့နှုတ်ထွက်မှုပြင်ဆင်ခဲ့ကြောင်း ESPN ကဖော်ပြခဲ့တာလည်းပဲဖြစ်ပါလေ။အရိကလာတို့ကရတဲ့အသင်းရရှစ်ပွဲမှာတပွဲတည်းသာနိုင်အောင်ရှိပြီးတော့အဆက်ပြတ်စီအောင်ဂျုံတွေးခဲ့ရတာလည်းပဲဖြစ်ပါလေ။နေပြည်တော်ကအုတ်ထုတ်မှုကွင်းမှာ၃ဂိုးတကူနဲ့ရိုက်ဒန်သင်းကိုရှုံးနိမ့်ပြီးတော့အိုဆာလဲကန်ကနေ TV ကိုစိတ်ပေါပေါနဲ့ရိုက်ခွဲခဲ့သေးတာလည်းပဲဖြစ်ပါလေ။ ဒီဖြစ်ပြီးရဲ့နောက်မှာတော့နေပြအောင်မင်းကအရာအလုံးသူလို့သူလို့ဖြစ်မလာမှုနဲ့အတူရွာတကိုကန်ရွယ်ပြီးနှစ်လအကြာမှာပဲရာဟုကနေနှုတ်ထွက်ဖို့အတွက်အလေးနဲ့ထားစဉ်းစားခဲ့တာလည်းပဲဖြစ်ပါလေ။ဒါပေမဲ့ရွာတရဲ့တောင်းဝန်ရှိတွေကအာမိုရီနှုတ်မထွက်သွားရလေအောင်တားဆီးခဲ့ကြသေးတာလည်းပဲဖြစ်ပါလေ။အရင်အချိန်တုန်းကရွာတရဲ့ CEO အိုမာဘရာဒါကအာမိုရီမှာပူးတွဲပန်းရှင်စာဂျင်ရက်ဂလင်းနဲ့အန်နီဝက်စ်ရဲ့ထောက်ခံမှုကိုအပြေအဝရရှိထားကြောင်းအာမခံခဲ့ပါလေ။ ါမင်ယူနိုက်တက်ကအမော်ရီကိုဇန်နဝါရီပြောင်းရွှေ့ဈေးကွက်မှာကစားမောင်းအရာဖြစ်တင်းမှုတွေကိုလုံဆောင်ပေးသွားမယ်လို့လည်းကတိပြုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ယူနိုက်တက်ကလာမယ့်ဘောတုံးနေ့မှာတော့ FIFA ဘောမှာယူပါလိဘောလူပွဲစဉ်မှာစပါတင်ကိုနိုင်ရသည်ဖြစ်စေအနံမရသည်ဖြစ်စေနှွေရသည်မှာဇာမောင်းအရာဖြစ်တင်းမှုတွေပြုလုပ်လာမှာလည်းပဲဖြစ်ပါလိမ့်။သရဝူသိင်းရဲ့ရာဇီတောင်မန်ဇာမကွန်ညာကိုလည်းစာချုပ်ဖြတ်သိမ်းခြင်းပေါင်62သန်းပေးပြီးခေါ်ယူဖို့အလွန်အလွန်နှိမ့်ဆက်နေပြီလည်းဖြစ်ပါလေကျွန်တော်တို့ဖိုင်နယ်မှာအနိုင်ရလည်းပဲရယူလိုပါတယ်ဆိုတော့ မေဆယ်မောက်လာမယ့်ဘောလုံးနေ့ဖီဘာဝမှာယူဘာလိဘောလုံးပွဲစဉ်အဖြစ်တော်တန်ဟော့စပါအသင်းနဲ့မန်ယူနိုက်တက်အသင်းတို့ရှင်ပြိုင်စားကြမှာလည်းဖြစ်ပါလိမ့်။နောက်သင်းစရုံကလည်းပရီးမီးယားလိမှာရုံးကန်နေရတဲ့အသင်းတွေလည်းဖြစ်ပါလိမ့်။ယူဘာလိဘောလုံးပွဲကနှစ်သင်းစရုံအတွက်မျောလင်းချက်ကိုအယောင်တင်ပေးမဲ့ဆူပလာလည်းဖြစ်ပါလိမ့်။ဒီဝါလီဖလာရရှိခဲ့မယ်ဆိုတော့လာမယ့်ရာသီချန်လီဝင်ခွင့်အတွက်ပေါန်တန်းတရာထီလေးရရှိမှလည်းပဲဖြစ်ပါလိမ့်။နေပြအောင်မင်းပြောသလိုပဲနှစ်သင်းစလုံးအတွက်တော့သေရင်မြေကြီး ချိန်တော့ရွှေထီးလေးပဲဖြစ်ပါလေမဲဆန်မကတော့ကျတို့ final မှာအနိုင်ရလည်းပဲရယူလိုပါလေတရားသီးရဲ့ဆူလာတလုံးနဲ့အဆုံးသတ်ခဲ့မှာဖြစ်ပြီးတော့ဂျမ်လီဝင်ဝင်လည်းရရှိမှာဖြစ်တာကြောင့်ပါပဲဒီဆူလာအသင်းရဲ့အရာအလုံးကိုဖြည့်ရှင်ပေးနိုင်မှာမဟုတ်ပေမဲ့လည်းအသင်းရဲ့ပရိသတ်တွေပျော်ရွှင်စွာအောင်ပွဲခံနိုင်မှုအတွက်တခုတည်းသောအရာလည်းပဲဖြစ်ပါတယ်လို့ဖွင့်အောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်အသင်းရဲ့ကျဲဝင်းဇာမလီဖြစ်တဲ့အမှန်ဒီအရလိုကလည်း2021ခုနှစ်တုန်းကကျွန်တော်ကအသင်းရဲ့အရန်ကုန်အတန်းပေါ်မှာရှိနေခဲ့ပါတယ် ငယ်လေငယ်သေးသူတို့တွေ့ကြုံကလည်းမရှိသေးပါဘူး။ဒါပေမဲ့အသင်းရဲ့ Europa League Final ပွဲစဉ်လိုမျိုးမှာအသင်းနဲ့အတူရှိနေခွင့်ရတာကအတွေ့အကြုံတစ်ခုလိုပဲပြောလို့ရပါလိမ့်။အရင်ကတည်းကကျွန်တော်တို့အသင်းမှာပေါ့ပါကာဗာနီစတဲ့ထိတ်ထိတ်ကျဲကစားမတွေရှိနေကြတာလည်းပဲဖြစ်ပါလိမ့်။အမှန်တမ်းပြောရင်အဲ့ဒီအချိန်တွေကကျွန်တော်အတွက်တော့တကယ်ကိုအိမ်မက်တစ်ခုလိုပါပဲ။ဒါပေမဲ့အခုကာဗာတော့ကျွန်တော်အချိန်ကို ရောက်လာပါပြီ။ဒီအချိန်ဟာကျွန်တော်တို့ဇာမအားလုံး ရိသတ်တွေအလုံးအထွက်ဖြစ်ပြီးဒီဝဲစဉ်ကိုနိုင်ရအောင်အစွမ်းကိုစူးစမ်းသွားမှာပါအခုလက်ရှိနီးပြအောင်ဝင်ကလည်းကျွန်တော်အပေါ်မှာယုံကြည်မှုအပြည့်ရှိထားတယ်လို့ထင်ပါလေ။ဒါကြောင့်လဲကွင်းထဲရောက်တာနဲ့သူ့ရဲ့ယုံကြည်မှုအတွေ့အကောင်းဆုံးစူးစမ်းပေးခြင်းပါလေ။ကျွန်တော်တို့ရဲ့ Yubali Final မှာရှုံးနေထားခဲ့ဘူးပါလေ။ဒီချိန်မှာတော့အနိုင်ရလဲပြန်လဲရယူခြင်းပါလေ။ဒီအတွက်လဲကျွန်တော်အများကြီးမျှော်လင့်ထားတာပါ။တကယ်လို့ရလာခဲ့မယ်ဆိုရင်တော့ကျွန်တော်အတွက်ရောအသင်းအတွက်ရောအများကြီးအချိုးရှိစေမှာတော့တေးကြပါပါ။ ဘောလုံးရာသီတစ်ခုရဲ့ဆုံးသက်ခါနီးမှာအောင်မြင်မှုတစ်ခုခုတော့ရယူသွားကြင်ပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။အောင်မင်းဒီယလိုဟာယူပါလိဘောလုံးပွဲစဉ်မှာတိုင်ခင်အထိဒီယာဒီမှာရတဲ့အသင်းအတွက်ပြောင်းစုံ40ပွဲအထိပါဝင်စားပေးထားနိုင်ခဲ့ပါလေ။နေပြည်တော်ရဲ့တန်နဲ့ဖွဲ့ဝင်တွေကသူ့ကိုခွင့်ရမပေးခဲ့တဲ့မိသားခဲ့တဲ့အပေါ်စိတ်ရှိခဲ့ပုံကိုသူကအခုလိုဖွင့်ရပြောဆိုပါလိမ့်ဒီကလက်တွေကျွန်တော်ဇာပေးနိုင်ကြောင်းပြသဖို့ဖွဲ့ရဇာခွင့်ရဖို့အတွက်လိုအပ်ပါလိမ့် အဲ့ဒီအချိန်တုန်းကတော့ကျွန်တော်နည်းနည်းတော့စိတ်ပြတ်မိခဲ့တာပေါ့ပေါ့လဲဆိုတော့အချို့အချိန်တွေမှာဆိုရင်ကိုယ်စားရတဲ့နဲလို့ထင်ရပေမဲ့ကျွန်တော်မရရှိခဲ့ပါဘူးဒါမျိုးဆိုရင်တော့နည်းနည်းတော့စိတ်ပြတ်မိတာပေါ့ဒါပေမဲ့အခုတော့နေပြားကကျွန်တော်ကိုယုံကြည်လာပါပြီကျွန်တော်ရဲ့စွမ်းဆောင်ကိုယုံကြည်လာပါပြီနေပြားရဲ့ယုံကြည်မှုကိုကွင်းထဲရောက်တိုင်းကျွန်တော်ပြန်လဲပေးဆက်ဖို့စူးစမ်းနေပါလေယောသာပြောရင်တော့နေပြားဝိတန်ကကျွန်တော်ကိုအများကြီးကူညီပေးခဲ့တာပါကျွန်တော်ဇာခွင့်များတဲ့အချိန်တွေမှာဆိုရင်တော့မှအကြံဉာဏ်တွေအများကြီးပေးခဲ့ပါလေ ဘွေမစားရရင်တော့မှအရန်စူးစားပြီးတော့လေ့ကျင့်ဖို့သူကအမြဲတမ်းပြောပြခဲ့ပါလေ။ဒါနီးပြတယောက်ရဲ့ဘွေမစားရင်တော့မှစူးစားပြီးလေ့ကျင့်ဖို့အမြဲပြောနေတဲ့ဆိုရင်ဒါအရေးကြီးဆုံးပါပဲ။ဒါကြောင့်မလို့ကျွန်တော်အရန်ကိုစူးစားပြီးလေ့ကျင့်ခဲ့ပါလေ။တရားစီအစောပိုင်းမှာနီးပြတဲ့အတူပွဲတွေအများကြီးစားရတယ်လို့ထင်ပါလေ။သူပြီးခဲ့တဲ့ခွင့်ရည်အတွက်လည်းသူ့ကိုထပ်ပြီးတော့ကျွန်တော်ကျေးဇူးတင်ပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ရေဝါလီဘောလုံးပွဲစဉ်နဲ့ပတ်သက်ပြီးတော့နီးပြအောင်မိုရင်ကလည်း final ပွဲစဉ်အတွက်ပြင်ဆင်မှုတွေကျွန်တော်တို့စတင်လှုပ်ဆောင်နေပါပြီ။ကာဝင်းနယ်မှာရှိနေတုန်းကတော့အကောင်လုံးကဒီဘက်အတွက်အရန်ကိုစိတ်လုံရှောင်းနေတယ်ဆိုတော့အရန်ကိုသိတာပါလေ။ကျွန်တော်တို့တို့လည်းအရန်ကိုအေးပါပါလေ။ဘေးတရေတဲ့ဒီဆူဘလောက်ကိုကျွန်တော်အရောက်ယူပေးခြင်းပါလေလို့ဖွင့်ရပြောဆိုခဲ့ပါလေ။အသေးရင်တော့ဂျေဝင်းဇာမလေးဖြစ်တဲ့ကိုဗီမန်နုကလည်းဘေးပေါ်မှာကျွန်တော်တို့အပြည့်အစုံလုပ်ရမယ့်အလို့တစ်ခုကိုလက်စတတ်ရပါတော့မယ်။ဒီရာကိုပဲအပေါင်းလက္ခဏာဆောင်တဲ့ပံဝင်ခြင်းတစ်ခုပြန်လဲဖန်နီးနိုင်ဖို့တစ်ခုဒီသော နေလန်မှာပဲလို့ဖွင့်ရပြောဆိုပေးခဲ့ပါတယ်။အသေးငယ်ကိုသမားဖြစ်တဲ့အိုဒနာကလည်းကျွန်တော်ရဲ့ပထမဆုံး final ပွဲစဉ်ဟာယူဘာလိမှာမန်ချက်စတာနဲ့အသင်းနဲ့ဇာခဲ့ရတာပါပဲ။အဲဒီတော့ကျွန်တော်ကအေဂျင့်မှာပဲရှိပါသေးတယ်။ဒီဒီခါမှာလည်းယူဘာလိ final ကိုကျွန်တော်ထပ်မံရောက်ရှိလာခဲ့ပါပြီ။ဒီဒီခါမှာတော့မန်ချက်စတာနဲ့အသင်းရဲ့အသင်းသားတယောက်အနေနဲ့ပေါ့။ဒီကွေးရကျွန်တော်ရင်းနေပြီးသားကွင်းဖြစ်တဲ့တော့အောင်ပွဲလေးရယူထားခဲ့ပူပြီးသားပါပဲ။ ဒီဒီကောက်မှာလဲကျွန်တော်ယုံကြည်မှုအပြည့်နဲ့တွားရောက်စားဖို့ရှိပါတယ်အနိုင်ရလဲတဲ့အတူပရိသတ်တွေအတွက်ပျော်ရွှင်အောင် ဖန်တီးပေးခြင်းပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်ရာဒီကောမလာလီကနေထွက်ခွာမယ်လို့ကြေညာလိုက်တဲ့ပရီးမီယံလီးတွေရဲ့ပြည့်မယ်အင်ဂျယ်ကိုမက်စ်အင်ဂျယ်ကိုမက်စ်ဆိုတော့ယူနိုက်တက်အသင်းရဲ့ပါရမီရှင်ဇာမဟောင်းလေးတယောက်ဖြစ်ပါတယ်ရာဒီကောမလာလီကနေထွက်ခွာတော့မှဖြစ်ကြောင်းသူကအခုတော့ကြေညာပြောဆိုလာပါတယ် အသက်24နှစ်အရွယ်ကွင်းလယ်ဇာမာက2020ခုနှစ်မှာလိုင်းလီကိုပြောင်းရွှေ့ပြီးတော့ပွဲပေါင်း100ကျော်ကစားထားသူလည်းပဲဖြစ်ပါလေ။အင်္ဂလန်သင်းအတွက်၄ပွဲစားထားတဲ့ဂိုမက်စ်ကလာမယ့်လမှာစာချုပ်တတန်းကုန်ဆုံးတဲ့အချိန်မှာလိုင်းလီကနေထွက်ခွာမှာဖြစ်ပြီးပရီးမီယာလိဂ်ကလပ်တွေကအထူးတလဲစိတ်ဝင်စားနေကြတာဖြစ်ပါလေ။ဂိုမက်စ်ကတော့လိုင်းလီမှာမမေ့နိုင်စရာ၄နှစ်ကြုံခဲ့ရပြီးတော့နှုတ်ဆက်ရဖို့အချိန်ကြာရောက်လာခဲ့ပါပြီ။ဒီကလပ်ကအသင်းတစ်ခုဆိုတာထက်ကိုပိုပြီးမိသားစု အိမ်၊ကွင်းတွင်ကွင်းပြင်အတွက်နေရာတစ်ခုဖြစ်ခဲ့ပါလေ။ဘယ်ကင်းစင်မစိုးအနေအမြင်အထက်ကျတွေရှိနေခဲ့ပါလေ။ဖြတ်တန်းကြရစဉ်အတွင်ကြုံတွေ့ကြရတဲ့ဇာဘောပရိသတ်တွေအပေါ်အရန်ကိုကျင်းနဲ့ခဲရပါလေ။အတူယူခဲ့တဲ့အောင်မြင်မှုတွေအခိုင်အတန့်တွေအတွက်ဂုဏ်ယူသလိုကျေးဇူးလည်းအထူးတင်ပါလေလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ကိုမဆာယူရတဲ့အကယ်ဒမီအတွက်ဇာမတရားဖြစ်ပြီးအနာဂတ်မှာတောက်ပလာမဲ့ကျယ်ဝင်းအဖြစ်သတ်မှတ်ခြင်းခံရရသူလည်းပဲဖြစ်ပါလိမ့် တဝိုင်းရတဲ့အသင်းကိုအသက်6နှစ်အရွယ်ကလေးကရောက်ရှိခဲ့ပြီးတဲ့နောက်အသက်14နှစ်အရွယ်မှာ U16 အသင်းအတွင်းပရမအဆုံးကစားခွင့်ရရှိခဲ့ပါတယ်။အဲဒီနောက်2019ခုနှစ်မှာရတဲ့ Senior အသင်းကြီးအတွင်းပရမပွဲစားခွင့်ရပြီးတဲ့နောက်ရတမှာပရီးမီးယားလိဂ်ကစားခွင့်ရတဲ့ပရမအဆုံး27ရာစုပါကစားမတရားဖြစ်လာပါလေ။တဝါနာ20ခုနဲ့မှာဗစ်စတာကိုငှားချခံခဲ့ရပြီးတဲ့နောက်အဲ့ဒီနေ့မှာပဲလိုင်လူကိုပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါလေ။ တော်လိုင်းလျအသင်းအတွင်း134ပွဲစားခဲ့ပြီးဆယ်ဂိုးသွင်းယူပေးခဲ့ပါလိမ့်။သူ့ကိုစပါတင်က ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရှိရပါလိမ့်။ကျေးဇူးတင်ပါတယ်။ဘယ်သမျှလို့ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။